လိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်သူပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။ယနေ့ယခုရာသီဆက်ဝန်းလို့တရွေ့ရွေ့ပြောင်းလာတာ2025မေလဒုတိယနဲ့တတိယပတ်ရောက်ရှိလာပါပြီ။မေလ15ရက်ကနေ27ရက်ကြားမှာဖြစ်ပေါ်ပြောင်းလဲလာမယ့်ခုနှစ်ရသားသမီးရာသီဘွားတွေရဲ့ န်တရားအစူအကောင်အကျိုးအကြောင်းရှောင်ရဆောင်ရများကိုပြောပြမှာဖြစ်ပါတယ်မိတ္တရာဒီဘွားဆိုတာမတ်စတာ21နဲ့ AP 20ကြားမှာမွေးဖွားသူတွေဖြစ်ပါတယ်ဒီရာဒီဘွားတွေကယခုကာလမှာတော့စိတ်တည်လူတည်ကန်တရားအတ္တတွေနဲ့တူတရားလမ်းကြောင်းကောင်းနေပေါ်ထွက်လာပါပြီမိမိချမ်းကိုကောင်းကျိုးတွေရောက်ရှိလာပါပြီကိုကိုယ်တိုင်ထိမ့်သိမ့်သိမ့်နဲ့ လောက်ကైဆောင်ရက်တတ်မယ်ဆိုရင်ယာဓုတူအလုတူတာတွေစီးပွားတူတက်တာတွေအခွင့်အရေးကောင်းတွေပိုင်ဆိုင်များတန်ကောင်းမှုတွေရရှိမှာ ဖြစ်ပါတယ်။ငွေကြေးစီးပွားတွေတူတက်မယ်လက်ဆောင်ကောင်းတွေရရှိမယ်။အင်တာဗျူးတွေစာမွေးတွေအောင်မယ်။အလုတ်မရှိတဲ့လူတွေအလုတ်ရမယ်။အလုတ်ရှိတဲ့လူတွေယာဓုတူမှာဖြစ်ပါတယ်။အိမ်တော်ကြီးပြည်တွင်းနေထိုင်တာယာလှပတဲ့ဘဝပိုင်ရှင်တွေဖြစ်ပါတယ်။ ဘာမဆိုရဲရဲတင်းတင်းလှုပ်ကြိုင်ပါတခုရှိတာကဘာပဲလှုပ်လှုပ်အများဆာနာနဲ့လှုပ်ပါတယောက်တည်းဆာနာနဲ့ကွယ်မထွက်ပါနဲ့ဝိစီရမယ့်အယောင်တွေရတော့အဖြူရောင်ကြီးပြားရောင်နဲ့အဝါနုရောင်များပဲဖြစ်ပါလေ6တိကူပတ်လည်းထီထိုးလို့ရပါတယ်မွေးနေ့တွေထိုးရင်ပူပြီးအောင်မြင်ပါလိမ့်မယ်လောကဝိသူလောကဝိသူလောကဝိသူနဲ့ဗတိဆက်ပါနေတိုင်းစိတ်ပါအိယာဖျားမှာတော့တာမယာကြီးလေးကတ်လူပူဇော်ပြီးပါ ဝိနည်းမှာကလူပူဇော်ရင်ပူကောင်းပါလေမိတ္တရာစီပွားမိသားစုအလုံးဘေးရန်ကျမ်းမှာချမ်းသာကံကောင်းကြပါစေ